ယနေ့ဟောရမယ်တရားကတော့အရင်ကဟောခဲ့တဲ့ဓမ္မ ानु ပါဒနာပိုင်းကမေဃသစ္စာမေဃသစ္စာမှာမေခင်7ပါးရှိတဲ့နေကမေခင်7ပါးသမာဓိဋ္ဌိပြီးသွားပြီသမာသင်္ကပ္ပပြီးသွားပြီသမာဝါစာသမာကမ္မရသမာဇီဝဒီမေခင်တွေလည်းပြီးသွားပြီသမာဝါယာမသမာတတိသမာသမာဓိဒီသုံးခုကြာ အဲ့ဒီသုံးကိုဟောရအောင်တမ္မာဝါယာမတမ္မာဝါယာမမဲ့ခင်ကမြတ်စွာဘုရားသမဂရံ၄ပါးနဲ့အကျေဝေပါပြီးဟောတာသတ္တမောသဘိကဝေတမ္မာဝါယာမောဘိကဝေယံတို့တမ္မာဝါယာမော

ပကနာတိပရတိဘိက္ခူရာတို့ဣဒဣသာသနာတော်၌ဘိက္ခူရာနေအနုပါဏနာမဖြစ်ကုန်သေးသောပါပကနာယုတ်ညံ့ကုန်သောအကုသလနာဓမ္မနံအကုသိုလ်တရားတို့၏အနုပါရာယမဖြစ်ပေါ်ခြင်းဟာသံတံလိုလားခြင်းအာထုခြင်းကိုစနစ်တည်ဖြစ်စေ၏ဝါယမတိအာထု၏ ဝိရိယံလုံးလာကိုအာရပတိအထုတ်၏စိတ်တံစိတ်ကိုပေကနာတိရှင်းရောက်၏ဗရတိအထုတ်၏အဲ့ဒါသမဗရာတခုပဲမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင်လို့အထုတ်တယ်တဲ့သူယုဂကတော့ဒါပါပဲမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင်လို့အထုတ်တယ် ်မိမိမှမဖြစ်သေးဘူးသူတို့ဘာတွေမှာတော့ဖြစ်ကြတချို့အကုသိုလ်တွေရှိတာပေါ့ဒီလောဘဒေါသမောဟအနေနဲ့ပြောမယ်ဆိုရင်တော့မရှိဘူးသာအကုသိုလ်လို့ပဲရှင်းမလဲတဏှာဘွားဆက်ဆက်ကဖြစ်ခဲ့တဲ့အကုသိုလ်တွေစဉ်းစားအဲယူပြီးပြောမယ်ဆိုရင်လည်းမရှိဘူးသာအကုသိုလ်လည်းမရှိဘူးသို့တော့ဒီဘဝမှာအာယုအနေအချင်းလောအမှုကိစ္စအနေအချင်းလောမရှိဘူးသာအကုသိုလ်တွေရှိတယ်

မသိမလိမ္မာစင်ကဖြစ်ဘူးတော့လည်းပဲအသေးမွားလေးတော့ဒီလိုတော့ဖြစ်ဘူးတဲ့အကြီးကျယ်တွေတော့မဖြစ်ဘူးအဲဒီလိုဟာတွေအများကြီးရှိပါတယ်ရေနသာဆိုတာကလည်းတချို့ကလုံးလုံးကိုသူများဥစ္စာခွင့်ယူမှုစားမဖြစ်ဘူးဆိုတော့တချို့ဖြစ်ဘူးတော့လည်းပဲအသေးမွားလေးမပြောပါတော့ပဲဖြစ်ဘူးတဲ့အကြီးကျယ်ရမဖြစ်ဘူးဒီလိုအဲဒီလိုမဖြစ်ဘူးတဲ့အကုသိုလ်တွေဆိုတာရှိကြပါတယ်အဲဒီလိုမဖြစ်ဘူးသေးတဲ့အကုသိုလ်တရားတွေတဲ့ကိုမှဒီအကုသိုလ်မျိုးတော့မဖြစ်ဘူးသေးဘူး သူများတွေတော့ဖြင့်သူကူတဲ့ပုံကိုယ်တွေအများကြီးရှိတာပေါ့အဲဒီအကုသိုလ်မျိုးတွေမဖြစ်အောင်လို့အားထုတ်တယ်တဲ့ဒီလိုအကုသိုလ်မျိုးကမဖြစ်စေဘူးလို့မဖြစ်အောင်လို့ကြီးပဲပြီးကြလားအားထုတ်ပါတယ်တဲ့အကုသိုလ်မဖြစ်အောင်လို့သမထဘာဝနာအားထုတ်တာလည်းရှိနိုင်တယ်ဝိပဿနာဘာဝနာအားထုတ်တာလည်းရှိနိုင်ပါတယ်အခုတော့ဝိပဿနာဘာဝနာအားထုတ်တာကိုယူရအောင်ဒီအကုသိုလ်မျိုးတွေကမိမိမှမဖြစ်လာသေးဘူး င်းဒီတိုင်းအလွတ်နေလို့ရှိရင်ဖြင့်တရားကုသိုလ်တွေဟာဖြစ်ကျင်လဲဖြစ်လာနိုင်တယ်အဲ့ဒါဒီအဲ့ဒီမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင်လုပ်တာအထုံးမယ်လို့ဒီရားအထုတ်ရတာဒီဘောကစပြီးနောက်ဘယ်တော့မှမဖြစ်လာရအောင်အဲ့ဒီအကုသိုလ်တွေဟာဒါခါလည်းငြိမ့်သွားအောင်ပဲလာကြောင်းဖြစ်တဲ့အကုသိုလ်တရားတွေကိုယ်မှမဖြစ်ဘူးသေဘူးသူများဖြစ်ဘူးလို့ရှိရင်ဒါသူများမှလည်းဖြစ်ဘူးနေတာတွေပဲများဆိုတော့ အဲသူများမှာဖြစ်ဘူးတဲ့ကိုယ်မှာတော့မဖြစ်ဘူးသေးဘူးဆိုရင်အဲ့ဒီလိုအကုသိုလ်တရားတွေဘယ်လာကြောင့်ဖြစ်တဲ့အကုသိုလ်တရားတွေပါဏိပါဒအရိနရာကာမတုသသရအစရှိတဲ့အကုသိုလ်တရားတွေအဲ့ဒီလိုအကုသိုလ်တရားတွေမဖြစ်ရအောင်လို့သူတရားအားထုတ်အားထုတ်တယ်အားထုတ်တိုင်းဒီသမဗရာပါဝင်နေတာလုံလောက်ဝိရိယဒီအားထုတ်မှုဝိရိယလေးဟာပါနေတယ်